ပြည်တော်စုပွားမြန်မာနိုင်ငံသားမျိုးနွယ်စုအားလုံးဟာချမ်းသာဒုက္ခကိုမြတ်လို့ကြပြီးငြိမ်းချမ်းစွာနေထိုင်လိုကြသူများဖြစ်ကြတယ်။သို့ရာတွင်ယနေ့တိုင်လူအင်ဆန္ဒအပြိဝမရရှိကြသေးသည်မှာတတိတံပစေညတရား အားလဲနေခြင်းကြောင့်သာဖြစ်တယ်။တတိတမဇ္ဈညကိုတိုးမြင့်လေးခြင်းပြီးမလုံးတဲ့နာကိုရှောင်းလုံးတဲ့နာကို အကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်ကြရပါမယ်။သို့မှသာမိမိတို့ညှော်လင့်ထားတဲ့ချမ်းသာဒုက္ခနဲ့ငြိမ်းချမ်းမှုကိုရရှိနိုင်ရမှာဖြစ်တယ်။ မလုံးသင့်နာတွေလုံနေသမျှလုံးသင့်နာတွေမလုံသေးသမျှမိသူတူတယောက်မှချမ်းသာဒုက္ခကိုမရနိုင်ပါမလုံးသင့်နာတွေလုံနေသမျှဆိုးကျိုးနဲ့သာကြုံတွေ့ကြရမှာဖြစ်ပြီးလုံးသင့်နာတွေကိုမလုံသေးသမျှကောင်းကျိုးချမ်းသာက ဝေးกว่าနေမှာဒါဖြစ်တယ်ဒါကြောင့်တတိသမစဉ္ညတရား လက်ကင်ထားကအတ္တအကျိုးပရအကျိုးနိုင်ငံအကျိုးဝါတို့အောင်ဆောင်ရွက်ကြပါလို့မေတ္တာပြုတိုက်တော်အပ်ပါတယ်